အခုတင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာ့ပျော်ရွှင်ဆုံးနိုင်ငံများစီးရင်မှာမြန်မာနိုင်ငံအဆင့်126နေရာရောက်သွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေစီးရင်ကိုထုတ်ပြန်ခဲ့ရမှာမြန်မာနိုင်ငံဟာအဆင့်126ရောက်ရှိသွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါစီရင်ကိုနိုင်ငံသားတအုပ်ချင်းစီရဲ့ဝင်ဝေးလူနေမှုစင်တန်းပါဝဲတော်ရှင်မှုအတွက်အခြေခံကြတဲ့အဆက်တွေကိုအခြေခံပြီးနိုင်ငံသားတွေရဲ့ပကတိရှိနေတွေကိုပါပေါက်ဆက်ပြုစုထုတ်ပြန်ကြရဖြစ်ပြီးတော့ကုလသမဂ္ဂဘွဲကဥစ္စာတောင်းမယူတာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့အတွက်ထုတ်ပြန်လိုက်တဲ့စီရင်မှာဖင်လန်နိုင်ငံဟာကမ္ဘာအပျော်ရွှေဆုံးနိုင်ငံဖြစ်နေရည်တည်ခဲ့ပြီးတော့ဖင်လန်ဟာအဆိုပါနေရာကိုရှင်းနေစရာရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖိနလန်နိုင်ငံရဲ့နောက်မှာဂျိမန်၊အိုက်စ်လန်၊ဆွီဒင်နဲ့နယ်သာလန်တို့ကအစဉ်လိုက်ရတည်နေခဲ့ပြီးထူးခြားမှုတစ်ခုကတော့ကမ္ဘာအပျော်ရွှေဆုံးနိုင်ငံတွေစီးရင်ရဲ့ထိတ်ဆုံးကားနေရာမှာလင်းနေရာကိုစကင်နီနေဗီယာကျွန်းစင်မှာတည်ရှိတဲ့နိုင်ငံလေးနိုင်ငံကရရှိခဲ့တာပါ။အမေရိကန်နိုင်ငံဟာကမ္ဘာအပျော်ရွှေဆုံးနိုင်ငံတွေစီးရင်မှာအစဉ်24နေရာအထိရရှိသွားခဲ့ပါတယ်။ကမ္ဘာအပျော်ရွှေဆုံးနိုင်ငံတွေရဲ့စီးရင်ရဲ့အောက်ဆုံးနေရာဖြစ်တဲ့အဆင့်149နေရာမှာကတော့အာဖဂန်နစ္စတန်နိုင်ငံကယက်တည်နေခဲ့လို့သိရပါဗျ။ ဒီသတင်းကိုတော့ညချောင်းဝါပေးပို့လာပါ